အလုံးမဲမင်္ဂလာပါခင်ဗျာကျွန်တော် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ April 22ရက်နေ့2025ကျွန်တော်နေ့သူကြည့်ရမယ့် video လေးတွေကတော့လာရှိုးမှာ MMDA နဲ့စစ်ကောင်စီနဲ့တရုတ်လိုပူးပေါင်းပြီးမှအကျညာချက်သဘောတူညီချက်ခုနှစ်ချက်ထွက်ထားတဲ့အကျညာချက်လေး video လေးနဲ့ပြီးရင်နောက်မှာတော့ကျွန်တော်တို့ဒီရက်ပိုင်းမှာပဲเนาะနေပြီးတော့အနာနော် -10 နေပြီးတော့ね -10 အကွာလောက်မှာကျွန်တော်တို့တော်တော်ရင်တပ်ဖွဲ့ PDF အဖွဲ့တွေကစစ်စေးမှုပြုလုပ်ပြီးသူတို့ဘုံမှုတအုံနဲ့ တက်ချက်နှအူလိုကိုဖန်ဆီးပြီးမှပစ္စည်းတွေရောဖန်ဆီးရရှိတဲ့ဗီဒီယိုလေးတွေပဲဖြစ်ပါတယ်စိတ်ဝင်စားစားဗီဒီယိုလေးဖြစ်တဲ့အတွက်အဆုံးထိလိုက်ပါကြည့်ရှုပေးဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်ကျွန်တော် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးလုပ်ပြီးတော့ဝမ်းရံပေးကြဖို့မေတ္တာရက်ခံပါတယ်စလိုက်ကြရအောင်ကိုကန်တက် MNDA တိမ့်ပိုက်ထားတဲ့လာရှိုးမြို့ကိုတရုတ်ရဲ့ဈာဝယ်မှုနဲ့စစ်ကောင်စီတပ်နဲ့ဌာနဆိုင်ရာတွေဝင်ရောက်လာခဲ့ပြီးတဲ့နောက်မှာစစ်ကောင်စီကာဆတ်ထားမှုဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးတရုတ်ဆောင်တည်ရဲ့အပွဲနဲ့ MNDA တို့အကြားသဘောတူညီချက်ခုနှစ်ချက်ထွက်ပေါ်လာခဲ့ပါတယ် အဲ့ဒီအချက်ခုနှစ်ချက်ကတော့နံပါတ်၄မန္တလေးကနေမူဆဲအထိအေးအေကိုအလုံးဆုတ်ခွာပေးရန်နံပါတ်၁เนาะမန္တလေးကနေမူဆဲအထိအေးအိုတွေအလုံးဆုတ်ခွာပေးရန်เนาะအေးအိုတွေအဲ့နတဝိုက်ကုမနေနဲ့เนาะမန်ဒီဘက်ကလူတွေကလည်းမန္တလေးဆုတ်တဲ့လူအဆုံဘုဘကလူတွေကလည်းမူဆဲဒီဆုတ်တဲ့လူအဆုံလို့ဆိုရတဲ့ဘောเนาะဒါတေယုတ်ကဝင်ပြီးဘာမို့လို့တေယုတ်ကဝင်ပြီးလောက်တာဒါ တရုတ်နိုင်ငံလည်းမဟုတ်ဘူးတရုတ်နဲ့လည်းဘာမှမဆိုင်ဘူးတရားတွေဘာမှသူတို့လှုပ်ရှားအကြောင်းကိုမရှိသူတို့နဲ့ဝင်လာဆွတ်ဖတ်ရှားအကြောင်းကိုမရှိဘူးနော်နံပါတ်2 TNNA ကိုထိပေးဖို့ UWSA ကိုတာဝန်ပေးလိုက်ပြီး TNNA ကကြောင်မဲခါပါဆုတ်ခွာပေးရဲ့နံပါတ်နမနိကနော် TNN နေကိုနော်ဒီရှုဝါတွေကိုထိန်ခိုင်းတာ TNN နေကိုထိန်မှုဝါတွေကိုတောင်းပေးလိုက်တာပြီးရင် TNN နေကကြောက်မဲကပါဆုတ်ခွာရမယ်လေနော်ကြောက်မဲမှာ မမနေရအောင်ကြောက်မရပါဆုတ်ခွာရမယ်တဲ့သူတို့ပြောတဲ့အတိုင်းလိုက်လို့ရအောင်တော့ဗားလေတော့သူတို့ပြောတဲ့အတိုင်းတကယ်လိုက်လို့နေမယ်ဆိုရင်တော့ဒါအသေးပဲကမရှိတော့ဒါအသေးပဲတော်တော်မဲ့နေပြီမဟုတ်ဒါတော့တော်တော်လေးတရားတရားကတရားတော်တော်တရားလွန်နေလို့ပြောလို့ရတယ်နော်နံပါတ်3ချက်ဆက်ကြည့်အောင်ဝင်းကြီးဖြန့်ခွဲနေရယူထားတဲ့ PDF တပ်ဖွဲ့တွေစည်ရေးဖော်ဆောင်ခြင်းမပြုရနဲ့စစ်ကစီတန်းနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့လုံခြုံရေးကို UWSA နဲ့ MNDA တို့ကပူးတွဲဆောင်ရွက်ပေးရဲ့ နံပါတ်နော်နံပါတ်3 PDF တွေကစီဖော်ဆောင်မှုမလုပ်ရဘူးစီဖော်ဆောင်မှုမလုပ်တာမလုပ်တာမင်းတယုံမင်းနဲ့ဘာမှဆိုင်နော်ငါတို့ PDF တွေကစီဖော်ဆောင်မှုလုပ်လို့မလုပ်လို့မင်းတို့လည်းပိုင်မဟုတ်ဘူးလုတ်တင်လုံပါမင်းတရုတ်တွေပါတရုတ်ယုံတွေပါခြားတင်ခြားပြရမယ်ငါတို့နိုင်ငံကျွန်းမှာလာဖွင့်ထားတယ်မင်းတရုတ်ယုံတွေပါစော်တင်စော်ပါတယ်နော်ပြည်ဒီရဲ့လုံခြုံရေးကိုဝါနဲ့နော် MMD ကိုယူသူတို့ရဲ့လုံခြုံရေးကိုယူပေးရမယ်တဲ့နော်ဒီ PDF တွေလာတိုက်မှာဆိုတော့ PDF တွေကတိုက်ကိုတိုက်မှာပဲ PDF တွေကတိုက်ဖို့ဖွဲ့ထားတာနော်အလကားမင်းတို့ပြောလိုက်ဖယ်ပေးဖို့မင်းတို့တရုပ်ကိုကြောက်နေမယ်ဆို PDF တွေမင်းတို့တရုပ်မပြောလိုက်မင်းတို့တရုပ်ဟိုမအားလားလို့ကြောက်နေမယ်ဆို PDF ဆိုတော့ပေါ်လာမှာမဟုတ်ဘူးနော်မင်းတို့တရုပ်လည်းတရုပ်ကိုမဆိုင်တာ PDF ကနော်မင်းတို့တရုပ်တွေကိုကြောက်တာဆိုတော့အဲစစ်ကောင်စီစစ်ကောင်စီဘောမာတယ်စစ်ကောင်စီ lobby တွေပဲမင်းတို့တရုပ်ကိုကြောက်တယ်နော်မင်းတို့တရုပ်ကိုခံမှာကျွန်တော်တို့ကမခံဘူးလေအာနာတိုင်းစစ်ကောင်စီကကိုပိုင်အုပ်ချုပ်ရေးရဝါနေနဲ့ကိုကန့်နေမြောက်ကို ငင်းချမ်းစွာအတူရှည်တွဲနေထိုင်နိုင်ရင်းနဲ့သာဝရငင်းချမ်းရေးအတွက်အာမခံချက်ပေးရမည်။နံပါတ်ဒါစစ်ကောင်စီတူတာတူရမေလူမနာတာစစ်ကောင်စီဘူးနော် ဒီထာဝရညင်ချင်ရင်တို့အမခံပေးရမှာပေါ့ကွာဒီဝါနဲ့ဝါဒီဒီကိုကန့်နေမှာနော်ထာဝရညင်ချင်ရင်အမခံပေးရမှာအဲ့မင်းတို့ကနော်ပေးပေးမပေးပေးငါတို့ဂိမ်းမဆိုင်ဘူးနော်မင်းမစ်မင်းမစ်ကောင်စီကိုပဲမင်းတို့ပြောလို့ရမယ်ငါတို့လာမပြောနဲ့နော် PDF တွေကိုစီရဖော်ဆောင်မှုမလုပ်နဲ့မလုပ်နဲ့လုတ်လုတ်မလုတ်ဘူးဆိုတာမင်းတို့မင်းတို့နဲ့ဘာမှမဆိုင်တရုတ်နော်မင်းတရုတ်ကိုတိုင်းမျိုးကိုအေးဆေးတာပြန်သွားလိုက်တော့ငါဆက်ရှိမှာလာရှိုးမှာ လက်နက်ကင်ပြိပခါမဖြစ်ရညှိနှိုင်းမှုကောမဒီအဖြစ်တရုတ်အစိုးရကဂျာနီဆောင်ရွက်ရန်စောင့်ကြည့်ရေယုံဖွင့်လှစ်ထားရဲ့ ဟိုတရုတ်အစိုးရကစုံကြည့်ရုံရုံဖွင့်လင်းအောင်တရုတ်အစိုးရကငါတို့နိုင်ငံနဲ့ပါဆိုင်တာတော့ဟမ်မင်းကဘောမားတွေပြောကြအောင်ဘောမားလော်ဘီတွေပြောကြအောင်တရုတ်နိုင်ငံကမင်းတို့တရုတ်ပြည်ပေးလိုက်ပြီလားမင်းတို့မလားတရုတ်လာရှုပ်တရုတ်ကိုရောင်းစားလိုက်တာလားတရုတ်ကိုရောင်းစားလိုက်ပြီးမှမင်းတို့လှုပ်ရှင်တိုင်းလှုပ်ခိုင်းနေရလားတရုတ်ကလှုပ်ရှင်တိုင်းလှုပ်နေရအောင်မင်းတရုတ်ကိုကိုလာရှုပ်အပိုင်ပေးလိုက်တာလား မင်းတို့အဲ့အားလေနော်မင်းတို့အဲ့အားလေတော်တော်လေးပြောရခက်တယ်မင်းတို့ဒိဗေမရှိအလုပ်လေတော်တော်လုပ်လေစစ်ခွေးလေနော်စစ်ချင်းနေမှာစစ်ကောင်စီတက်များလာရှိုးကိုအပြစ်အဝထိ ंछ ုပ်ပြီးနေရာမယူနိုင်သေးမီယာယီလုံချုပ်ရေးကာလအတွင်း UWSC နဲ့ MNDA ကလာရှိုးအနီးယာယီတက်ဆွဲထားပေးပြီးစစ်ကောင်စီတက်များနေရာယူပြီးပါကထွက်ခွာပေးရန်နမနော် UWSA နဲ့ဒီရဲ့ MMDA ကိုလည်းကျွန်တော် သတိထားရမယ့်အထက်မှာပါလာပြီเนาะဒီကောင်လေးအခုစစ်ကောင်စီကိုအခုเนาะတို့ဒီစစ်ကောင်စီရဲ့ချင်းချုံမှုတွေဒီရဲ့လာရှုံမှုမှာမရှိခင်ဒီတို့ကဘေးကနေတို့ကလုံခြုံရေးယူပေးနေရအောင်မယ်เนาะစစ်ကောင်စီရဲ့အခြေကျသွားပြီဆိုမှတို့ကဘေးကနေဖယ်ထွက်ခွာပေးရမယ်အလ်ဒါကိုစစ်ကောင်စီကိုတိုက်ထားတဲ့တိုက်တပတိုင်းပြည်လုံးကယွန်ရှောင်းမုံတီလို့မှဒီ MMDA တို့ ਨੇ တို့ကိုလည်းเนาะပြည်သူတွေနင်းငယ်အာကိုမိခဲ့တယ်เนาะအဲအာကိုမိတဲ့အာကိုမှုကเนาะအမားကြီးမားသွားပြီဆိုတော့ ဟာဖြစ်လာမှာမဖြစ်လာဘူးဆိုတော့စောင့်ကြည့်ရအောင်မယ်သူတို့ဘာခြေလမ်းဘယ်ဘယ်ယုံမြင်လို့ဘယ်ခြုံနေထွင်နေလဲဆိုတော့ကျတို့ MMDA ကိုလည်းစောင့်ကြည့်ရမယ်ဒီဘဝလည်းကျတော့တကယ်လို့သူတို့ကလာစစ်ကောင်စီဘက်ကိုပြက်ပြက်တတရက်တည်တယ်တရုတ်ဘက်ကိုပြက်ပြက်တတရက်တည်တယ်ဆိုရင်သူတို့ကိုလည်းကျွန်တော်တို့ရဲ့တော်လန်ရေးထဲမှာတော်လန်ရမယ့်ထဲမှာသူတို့လည်းပါသွားပြီเนาะသူတို့ကိုလည်းခြံထားစရာအကြောင်းမရှိဘူးတော်လန်ရေးပြီးစစ်ကောင်စီကိုတိုက်ပြီးတော့ရင်ဒီကောင်နေလည်းထားစရာအကြောင်းမရှိတော့เนาะဒီကောင်နေပြည်သူနဲ့ပြည်သူမျက်နှာမကြည့်ရလို့တွေကိုကျွန်တော်တို့ပြည်သူလည်းကြည့်စရာအကြောင်းမရှိဘူး နော်စကြည့်အရင်ကအစိုးရထိန်းချုပ်ထားခဲ့တဲ့ဝါအုပ်ချုပ်ခွင့်ရမြို့နှမြို့ကို UWS အထက်စစ်ကောင်စီကအနှံ့ရန်စတဲ့အချက်တွေဖြစ်ကြောင်းသိရှိရပါတယ်လက်တလုံးမှာစစ်ကောင်စီဘက်ကကစားထမှုဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးနဲ့အဖွဲ့လာရှိုးမြို့ကိုရောက်ရှိနေကြောင်းသိရှိရပြီးစစ်ကောင်စီစစ်ကြောင်းတွေလည်းတန်ရန်မှာထပ်မံစုဖွဲ့ပြီးမကြခင်လာရှုကိုပြန်လဲထိ ंछ ုပ်သွားမယ်လို့စစ်တပ်သတင်းမိတွေထံကဖုံဆန်းသိရှိရပါတယ်ရှင်။ကျွန်တော်ပြောတာကအခုနော် အမျိုးပါရာသာသနာစမှုစာဘာကြရီအော်နေတဲ့ပုတ္တမတို့နော်ပောက်ကိုတော်တို့မင်းတို့ကောင်းနေမျိုးချစ်တယ်တိုင်းပြည်ကိုလာပြီးမှတရုတ်လက်နက်ကင်လည်းဝင်နေမင်းတို့အတမထွက်ဘူးတရုတ်လက်နက်ကင်ကြောက်ဖြူထဲမှာဝင်ပြီးမှလက်နက်တွေနဲ့တိုင်းတစ်ပါးကလူတွေကနော်လက်နက်တွေနဲ့ဝင်လာတာနော်တာမန်ရိုးရိုးတသောဝင်လာတာမဟုတ်ဘူးပြီးအခုလေဒီမြန်မာနိုင်ငံရဲ့နေမြေနဲ့နမိတ်ထဲမှာသူတို့ရဲ့ညနိုင်ရုံဆိုတာပါလားတရုတ်ကလာဖွင့်မှာနော်လာရှိုးမှာအဲ့ဒါလေးကလည်း ဘာဖွင့်ရလို့လဲဒါသူတို့နဲ့ပါဆိုင်နေဒါသူတို့နိုင်ငံရေးမဟုတ်လားသူတို့ကိစ္စမှမဟုတ်တာဒါလည်းကြောင့်မင်းတို့ရဲ့ပြပအာကိုပစိန်ရိုးတွေဘာတွေអော်နေရဲ့နော်တခြားတိုင်းပြည်ကိုအာကိုတဲ့ဘာညာတွေអော်နေအမျိုးပါရတနာကာကွယ်ရမယ်ပြောတဲ့လူတွေကတရုတ်ကိုကြောမင်းတို့ကဘာဖြစ်လို့လက်ခံတာတော့မင်းတို့လည်းမင်းတို့ရဲ့မအားလားလို့ပဲတရုတ်လုတ်တည်းများခံမယ်ဆိုတဲ့ထဲမှာပါနေနော်မင်းတို့ဘောမှာတရုတ်မှာတမထွက်ရဲဘူးမင်းဒါကြီးမလုတ်တင်ဘူးဒါကြီးမထားတင်ဘူးဆိုတော့မင်းဆန္ဒပြလေခုချင်းဆန္ဒပြကြလေတရုတ်ရုံဖွင့်စားအကြောင်းမရှိဘူး တော့တေးရောင်းနေဖွေးစားကြောင်းမရှိဘူးဆိုတော့မင်းစမ်းပြရဲ့မပြဘူးလေပြလေဒါကမင်းတို့ရဲ့ဒါကမအလားတိုင်းမျိုးရောင်းစားနေတာပဲရောင်းစားပြီးဒီတရုတ်တက်တစ်ဖက်ဖြစ်ချဲ့လာရင်မှနောက်ဆုံးဆုံးမင်းတို့နေတဲ့နေရာထိရောက်လာမယ်နော်တရုတ်တွေအကုန်လုံးအုပ်ဆိုးလာလိမ့်မယ်အဲ့ချိန်ကျမှမင်းတို့ကောက်ကိုလာဆက်ခံကြနော်အဲ့လိုမျိုးခံတဲ့ချိန်ကျမှမင်းတို့ရဲ့ပုံစံမင်းတို့အတန်နေတဲ့နေရောနားထောင်ချင်းနေရယ်နော်မင်းတို့အော်တဲ့နေရာမှာအော်မအော်တဲ့နေရာဆိုခွေးလို့နွားလို့ထအော်နေတဲ့ဟာတယ်ဆက်ရှိမလားနောက်မှကျွန်တော်တို့ ဒီရက်ပိုင်းမှာ နေပြီးတော့မှာကျွန်တော်တို့တော်လိုင်းရင်လက်နေပြီးတော့အနီးတဝိုက်ထိမှာကျွန်တော်တို့တော်လိုင်းရင်တပ်ဖွဲ့တွေလက်စွမ်းပြတာတဲ့တည်တယ်နေပြီးတော့ဥဒရသီရီမြို့နယ်လမ်းပိုင်းထိတော်လိုင်းရင်တက်တွေကစစ်စင်းမှုတွေတက်လို့တဲ့အချိန်အချမ်ပါစကောင်စီတည့်ရကပ္ပစာ73ကဗိုလ်မှူးဖြိုးမင်းကျော်တက်ချက်အောင်စွန်နိုင်တဲ့ရဲဒုတက်ချက်ထုံးပြေဆုံးဆိုသူတို့ကိုငွေချက်3000ကျော်နဲ့အတူတော်လန်ရေးတက်တွေကဖမ်းမိပြီမဲ့စေကောင်စီတည့်ရတက်ခိုင်းမှုကြောင့်၃ဦးစလုံးပြေကုန်ကြပြီ ငွေကျပ်3000ကျော်ကိုတော့တော်လိုင်းရေးတက်တွေကအမိအရာသိမ်းဆီးနိုင်ခဲ့တယ်လို့ပြည်သူလွတ်မြောက်ရေးတက်မတော် PLA တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဧပြီလ19ရက်နေ့ကပဲအချက်ဖက်စကောင်းစီဌာနချုပ်ရုံးဆိုင်ရာနေပြီးတော့ဥဒရတိရိမြို့နယ်လမ်းပိုက်တနေရာအထိပြည်သူလွတ်မြောက်ရေးတက်မတော် PLA တပ်ဖွဲ့က3နာရီကျော်ကြာတဲ့အထိကိုစစ်ဆေးမှုတွေလှုပ်ဆောင်တဲ့အချိန်အချက်ဖက်စကောင်းစီတပ်ရဲ့ကပ္ပစ73ကဗိုလ်မှူးဖြုံမင်းကျော် တကြအောင်စောနိုင်တဲ့ရဲဒုတကြထုံးပြေစုံစို့သူတို့ကိုငွေကျပ်3000ကျော်နဲ့အတူအရှင်ဖန်းစီရမိခဲ့တယ်ဆိုပါလေအဲ့ဒီနောက်တော်လိုင်းရဲဘော်တွေကအဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်ဗိုလ်မှူးဖြိုးမင်းကျော်အပါဝင်စစ်သုံးမှန်းပုံးနဲ့အတူပြန်ဆုတ်လာတဲ့အချိန်အကြံဖက်စစ်ကောင်စီတပ်ကအနောက်ကနေလိုက်လံတိုက်ခိုက်မှုကြောင့်အဲ့ဒီဗိုလ်မှူးဖြိုးမင်းကျော်တကြအောင်စောနိုင်တဲ့ရဲဒုတကြထုံးပြေစုံစို့သူတို့၃ဦးစလုံးဟာအသေးသေးတေကုန်ကြပြီသူတို့နဲ့အတူပါလာတဲ့စစ်ဘက်ဆိုင်ရာအတုံးဆောင်တွေနဲ့ ကာလတန်ဖိုးငွေကျပ်3000ကျော်ကိုတော့တော်လန်ရေးတက်တွေကအမိအရသိသိနိုင်ခဲ့တယ်လို့ပြည်သူ့လွတ်မြောက်ရေးတက်မတော် PLA တက်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်ခင်ဗျာ။ဟင်္ဂလာနော် မင်းတို့ရဲ့အခုရက်ပိုင်းမှာတော့မင်းတို့ PDF တွေကဟိုငချွတ်လေးအစိုးပြက်လေးအောက်ခြေတက်တာတွေမလုပ်တော့အခုအကြီးပိုင်းတွေပဲကန်နေပြီနော်မင်းတို့အကြီးပိုင်းတွေ delete ထားနေတော့နော်နေပြီးတော့နာ -30 နော်မင်းတို့တက်မတော်ကြီးနော်ရဲ့စီယုံချုပ်တွေအဓိကရှိနေနေရမင်းတို့တက်မတော်ကြီးအဓိကမင်းတို့စစ်ခွေးတွေထိုင်နေနေရနားတွေရောက်နေတယ်နော်အဲ့လာတော့မှမင်းတို့စစ်ခွေးတွေနော်အကြီးကောင်ပါသွားမှာအခုဘုံမှုတယောက်တက်ချက်နှစ်ကောင်နော်နည်းနည်းအဆင်ရှိတဲ့ကောင်တွေပဲ PDF ပြချိန်နေပြီမင်းတို့ငယ်ငယ် တတိလေးတွေကိုသိစိတ်ဝင်စားတော့အဲကြောင့်နောက်လာမယ့်အကြီးအကြီးကောင်တွေဒီချက်ရာသွေးမြင်းတဲ့ကောင်တွေတတိနေတာထားနေတော့နောက်မှာကျွန်တော်တို့ဒီရက်အခုနေပြီးတော့ကို PDF ကတိုက်ခိုက်သွားတဲ့နေပြီးတော့နောက်တော့ဝိုက်မှာစီပြီးတော့စစ်ဆေးလောက်သွားတဲ့ဟာနဲ့ပတ်သက်ပြီးမှရှင်းပြထားအဲတုံးတက်ထားတဲ့ဒီရက်ကျွန်တော်ရဲ့ချက်ရတယ်နော်ကျွန်တော်တို့ဒီ CDM ဘိုကြီးရဲ့ဗီဒီယိုလေးကိုနားထောင်ကြည့်အောင်ပါမိင်္ဂလာသတင်းကောင်းတွေရှိပါတယ်ပေါ့နော်အဲ့ဒါဒါနေပြီးတော့ပေါ့နော်အဲနေပြီးတော့မကအာကပ္ပစ73က ဘုံမူဖြိုးမင်းကျော်အဲတက်ကြက်အောင်စော်နိုင်ဒုတိယထွန်းပြေစုံဒီဖွဲ့တွေကိုဖမ်းမိတယ်ဗောနော်ဖမ်းမိတာမှာဒါနေပြီးတော့ဥဒရာတီတီမြို့နယ်လမ်းပိုက်တနေရာမှာဖမ်းမိတာအဲ့ဒါကနေပြီးတော့နဲ့20 -20 ကျော်ဗောနော်25ပတ်ချာလဲလောက်ပဲဝေးတဲ့နေရာဗောနော်အဲ့နေရာမှာတက်ဖွဲ့တွေကစစ်စေးရေးလုပ်တယ်စစ်စေးရေးလုပ်ရင်းနဲ့မှာဖမ်းမိတာဗောနော်ဖမ်းမိတာအဲစစ်စေးလုပ်တဲ့အချိန်က3နာရီကျော်ကြာတယ်ပြောပြောချင်တာတော့3နာရီကျော်အဲ့နေရာမှာလောမနေပြီးတော့နဲ့ဒါ -20 ကျော်လောက်ပဲဝေးတဲ့နေရာမှာ အဲတုံးတိုင်းကျော်စစ်စစ်လုတ်ခဲ့တာတော့မှာပဲတပ်ဖွဲ့တွေကိုဘာမှပြန်အဲလာမလုံနိုင်တဲ့အနေထားပေါ့နော်အဲပြီးတော့ကျတော့အဲ့လိုဖမ်းမိရချိန်မှာအဲ့ဒီပုံမှုတွေအဲ့ဒီဟိုဒုတိယချက်တွေတက်ချက်တွေစီရနေပြီးတော့သိန်း2000အဲတန်ဖိုးရှိတဲ့ဆက်ဒါပစ္စည်းတွေပေါ့နော်အဲဥစားကြီးလည်းရရှိတယ်အဲဒါအများကြီးပဲပေါ့နော်အကျိုးမြတ်ရလိုက်တဲ့ဟာတွေရှိတယ်အဓိကတော့တည်င်းရယူနိုင်မှုအဲ့လိုတည်င်းရယူဖို့အတွက်ကိုဒါဖျဲသီးတွေရဲ့အဲပြောပြချက်ပေါ့နော်ပြီးတော့ဒီဖျဲသီးတွေ ਨੇ ဆက်သွယ်ရတဲ့ဟာကို ကောင်းမွန်စွာပေါ့နော်လုံးဝအကျိုးမြတ်ရှိအောင်လုံးဝအကောင့်ထဲပို့သွားတဲ့ဟာရမိုက်တယ်မိုက်တယ်ဒါဒီကောင်နေရဲ့တိတ်ခါအစလုံးဝကြဆင်းပြီးရင်ထုတ်ပြန်ကြက်လဲကြိုက်တယ်အဲ့ဒါပါလဲဆိုတော့အဲအဲ့လိုမျိုးစစ်စစ်မြဲမြဲပြီးတော့ဖန်စီရရှိပြီးတဲ့အချိန်မှာစစ်တပ်ကလိုက်ပြီးတိုက်ခိုက်လို့အခုနောက်၃ရောင်လုံးရှိုးအဲအသက်မရှူတော့ဘူးပေါ့နော်စံကုန်လဲစံကုန်မိုက်တယ်မိုက်တယ်ဆိုတာဒီရက်ပြန်နောက်ပိုင်းမှာနော်ပပနဲ့နဲ့ပဲလို့တော့တယ်မင်းတို့ကောင်နေစံကုန်ကြီးလေးခေါ်လိုက်မှကျွေးမွေး ထားနေတော့ဘောနော်ပပနနနဲ့ပဲအခုဒီပုံကြီးပြောသလိုပဲဒါအားလုံးတိတိမာပါဘောနော်တိမာပါဒါပေမဲ့အဲ့လိုပေါ့စစ်တပ်ကလိုက်ပြီးတော့တိုက်ခိုက်တဲ့အချိန်မှာစစ်တပ်ကပြစ်ခတ်လို့တည်တယ်ဆိုပြီးတော့သတင်းထုတ်ပြန်ထားတယ်အဲ့ဟာလည်းကောင်းတယ်ဘောနော်ဘာဖြစ်လို့လဲဆိုတော့သူတို့အချင်းချင်းပြန်ပြီးတော့ဖြင်းတဲ့ပုံစံမျိုးဖြစ်တာဘောလေနော်အဲ့ဒါလေသဘောကျတယ်ပြီးတော့ဒါတက်တင်းတရင်ပေးတာတွေရထိရောက်မှုအဲ့ဒါတော်တော်မိုက်တယ်ဗျာ ဟိုအဲ့လိုမျိုးဟာကိုကျွန်တော်တို့ဒီထက်ပို့ပြီးတော့အဲကောင်းမွန်အောင်ပေါ့နော်ကျေပြတ်အောင်ကျွန်တော်တို့စူးစမ်းသင့်အဲဘာဖြစ်လို့လဲဆိုတော့လုံးဝအထဲထဲမှာကသူကလည်းသူပြိုကွဲနေရရှိတယ်ပြီးတော့ကျွန်တော်စစ်တပ်ကိုမကြိုက်တော့တဲ့စစ်သားတွေရှိတယ်ပေါ့နော်မြောင်းလိုင်းစစ်သားတွေရှိတယ်အဲအဲ့လိုအဖွဲ့တွေကအတွင်းထဲမှာနေပြီးတော့ခုနလိုအတိအကျသတင်းတွေပေးတဲ့အခါအကောင့်ထဲအတိအကျပေါ်နိုင်တယ်ကျိုးမြတ်ရတယ်ဗျလိုက်ပြီးတော့ထူးတယ်လိုက်ပြီးစုံစမ်းစရာမလိုဘဲနဲ့ပေါ့နော် စီမံချက်ကိုတေချာဆွဲပြီးတော့ကျိုးမြတ်များရအောင်လှုပ်ဆောင်နိုင်တဲ့ဟာတွေဖြစ်ဖို့လိုလာပြီပေါ့နော်အဲ့တော့အဲ့ဥစ္စာအပိုင်းတွေမှာကျွန်တော်အဲပို့ပြီးတော့တိုးပြီးတော့အဲလှုပ်ဆောင်နိုင်ဖို့ဒါကောင်းတယ်ပေါ့နော်အဲ့လိုလှုပ်ဆောင်နိုင်ဖို့ပို့လိုအပ်တယ်ပြီးတော့အဲ့ဒီဟာနေပြီးတော့ပစ္စည်းတွေတင်းစီရမိတဲ့ပစ္စည်းတွေထဲမှာကျွန်တော်ကြည့်လိုက်တော့ notebook တွေပါတယ်ပြီးရင်ဖုန်းတွေဆိုမနေဘူးအဲ့ဒီကနေမှအာကျွန်တော်ထပ်ပြီးတော့အချက်လက်တွေထပ်ပြီးသိနိုင်တာရှိသေးတယ်ပေါ့နော်ရှိသေးတော့အကျိုးမြတ်ကပြောရရင်လက်ငင်းရလိုက်တဲ့ပမာဏတန်ဖိုးတွေထက်ဆိုင်နောက်ထပ် အဲအချက်လက်တရားစာရတာဖြစ်တဲ့အတွက်ပေါ့နော်နောက်ထပ်လုံမဲ့အကောင့်တွေပေါ်ရမဲ့အဲလုပ်ငန်းတွေမှာစာဒါတွားပြီးတော့အထောက်ကူပြုလာမျိုးပေါ့အဲတော့ကျအဲဥစ္စာကြီးကလည်းမိုက်တယ်ပြီးတော့ထုတ်ပြန်ချက်တွေမိုက်လာတယ်ကျွန်တော်တို့သဘောကျထုတ်ပြန်ချက်တွေအခုလိုမျိုးထုတ်ပြန်တာကောင်းတယ်ပေါ့နော်အဲပြီးတော့ကျတော့ဒါခုနအဲဘုံမှုဖြုံးမင်းကျော်ဖြုံးမင်းကျော်ပေါ့နော်ဖြုံးမင်းကျော်နဲ့ဒီ၃ရောက်ပေါ့နော်သူတို့မှာပြောဆိုဆိုလို့ဒါအလိုက်သိနေစာနေနော်တကယ်လည်းအခုလိုမျိုးသတင်းဌာနတွေကိုသတင်းတွေပေးပို့တဲ့အတွက်လည်းဂျေစုတင်တယ်ပေါ့နော်သူမိသားစုတွေလည်းဂျေစုတင်နေမှာပါပေါ့နော်အဲ့တော့ဒါ ဲငွေငါတိုက်လို့ရပြီလေပေါ့နော်လုံးနိုင်စွာပြီးရင်ဟိုဘက်ကကောင်နေရဲ့ဘလောက်ထိညံ့ဖျင်းသလဲပေါ့နော်သူတို့ရဲ့စွမ်းရည်တွေဘလောက်ထိညံ့ဖျင်းသလဲဆိုတော့ကိုဖော်ထုတ်လိုက်နိုင်တယ်ဖြစ်စဉ်တစ်ခုလည်းဖြစ်အခုမင်းတို့နေပြီးတော့နားထိရောက်လာပြီနော်နော်ဒီရဲ့တော်လန်ရေးအဖွဲ့တွေကနေပြီးတော့နားရောက်နေပြီမင်းတို့နေပြီးတော့မှရှိချက်လူတွေနေပြီးဟာလဲတော်လန်ရေးအဖွဲ့တွေကိုလေတဲ့ကစိုးရဖွဲ့စည်းထားတဲ့အဖွဲ့လို့ပြောနေတဲ့လူတွေတတိနေတာနေတော့နော်မင်းတို့နေပြီးတော့နားလေးကပ်ပြီးမှ သုံးနာရေလောက်ကြီးစစ်စေးမှုလောက်တာတော့မင်းတို့နေပြီးတော့ကနော်မင်းတို့စုတ်ခွေးဒီအုပ်ဆိုထားတဲ့နေရာကနေဘာမှမလုပ်ပြန်မလုပ်နိုင်ဘူးအဲ့စစ်စေးမှုတဲကနေမှမင်းတို့ထဲကနေအကောင်ကြီးကြီးနော်ပုံမှုတကောင်နဲ့နော်တက်ချက်နှကောင်နော်အဲ့အဲ့အဲ့လာမှမဟုတ်ဘူးနဲ့အချိုးမြက်တရားသူတို့ရဲ့မတ်တူတို့ရဲ့ notebook တွေရောပြီးရင်သူတို့ရဲ့ပတ်စံ3000ပါမလား3000ကျော်လားအပတမို3000ကျော်လောက်ရှိတဲ့ဟာအပြရပါလေနော်စဉ်းစားကြည့် တခြားရှေ့ရှေ့ဝေးဝေးတခြားနေမှာဖြစ်ရဆိုတော့တော်တယ်ဒီနေပြီးတော့နားထိလာပြီးမင်းတို့ကို PDF ကလန်ပြတော့လာမင်းတို့ရဲ့စစ်တပ်ဆိုတာမင်းတို့ရဲ့နေပြီးတော့ကမင်းတို့မအားလားစစ်တပ်ကိုကဘာအစင်38စစ်တပ်ကဒါပဲဆိုမှ PDF ကမင်းတို့နေပြီးတော့နားထိလာပြီးပစိုးလန်ပြသွားပြီနော်မင်းတို့ဘောမတွေလောင်နေလိုက်တော့မင်းတို့မကြခင်မင်းတို့ဘောမတွေ လော်ဘီအလဲလဲရောက်လာမယ်ပီတူလူထုတွေကိုနေ့စဉ်ရက်ဆက်ဘုံချဲတက်ဖြတ်နေတာကိုပျော်ရွှင်မြူးတူးနေတဲ့နော်ထောက်ခံအားပေးပြီးဘုံချဲဖို့တောင်မှလှုပ်ဆော်နေတဲ့ဘောမလော်ဘီတွေမင်းတို့အလဲမကြခင်လာမယ်မျော်လာလိုက်ဖီရီယာတော့ပါပဲအဆုံးကြီးလည်းပါချစ်ချူပေးတဲ့အရောက်တိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် channel လေးကို subscribe မလုပ်ရလို့ဘူးဆိုရင်လည်း subscribe လေးလုပ်ပြီးတော့ဝမ်းရံပေးကြဖို့မြစ်တာရက်ခံပါတယ်မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေစစ်အာဏာရှင် အမြန်ဆုံးကြာရှုံးပါစေအရေးတော်ဘုံ आउने भी